ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Analytics Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့မနက်ပြန်ပွဲအတွက်အဆင်သင့်ဖြစ်နေကြပြီဖြစ်တဲ့မြန်မာ Fighter နှစ်ဦးရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်ခင်ဗျာမနက်ပြန်တောက်ကြနေညပိုင်းမှာဆို1 Championship က155110ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်အဲ့ဒီ155110ပြိုင်ပွဲမှာမြန်မာကိုစားပြုဖိုင်တာနှစ်ယောက်ပါဝင်ထိုးသက်သွားမှာပါစူပါရီဂျန်နဲ့ထွန်မဲအောင်တို့ဖြစ်ပါတယ် စူပါအေဂျင့်ကဂျပန်ဖိုက်တာမူဂါစီတိုနဲ့ရင်ဆိုင်ထိုးသက်ရမှာဖြစ်ပါတယ်။စူပါအေဂျင့်ကဟာဝမ်ချမ်ပီယံရှစ်မှာ၃ပွဲထိုးသက်ထားပြီးတပွဲနိုင်တဲ့ဖိုးရှုံရလက်ကို ပိုင်ဆိုင်ထားပါတယ်။ဂျပန်ဖိုက်တာမူဂါစီတိုကလည်းဝမ်ချမ်ပီယံရှစ်မှာ၃ပွဲထိုးသက်ထားပြီး၂ပွဲနိုင်တဲ့ဖိုးရှုံရလက်ကိုပိုင်ဆိုင်ထားပါတယ်။ရှုံးနေခဲ့တဲ့တပွဲကမြန်မာဖိုက်တာအဲမွေကိုအရင်နိုင်ထားတာဖြစ်ပါတယ်။အနယာကရဲ့နှစ်ပွဲကိုလည်းနှစ်ပွဲလုံးကိုကျမ်းမီရင်မဲ KO ပွဲတွေနဲ့နိုင်ပွဲယူပြထားတာတွေ့ရပါတယ်။ ဒါကြောင့်မို့ဂျပန်ဖိုင်တာရှော့တွက်လို့မရပါဘူးဂျပန်ဖိုင်တာကလည်းမြန်မာဖိုင်တာစူပါအီဂျန်ကိုသူ့အနေနဲ့ KO နိုင်မွေးမျိုးရအောင်တိမ့်ပိတ်သွားမယ်လို့ကိုကြုံဝါထားတာပါသူကတော့အလဲထုံးမယ်လို့ကိုဆိုထားတာပါဘလို့ခင်းချင်းနေဖြစ်လာမလဲဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်စူပါအီဂျန်နေလေသူ့အနေနဲ့မိကုံရန်ကိုကျန်းတဲ့ပွဲကျန်းတဲ့ပွဲဖြစ်အောင်ကစားသွားမယ်ကြောင့်အကောင်းဆုံးနိုင်ပွဲမျိုးယူပြသွားမယ်လို့ကြုံဝါထားပါတယ်။ဘေးဖိုင်တာကအပြောနဲ့ဟောညီပြီးလက်တွေ့ဆန်ဆန်လုပ်ပြသွားမယ်လို့ဆိုတာစောင့်ကြည့်ရပါပါ။ ထုံမင်းအောင်ကတော့ Time Fighter ချက်ဖက်နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ Time Fighter အခုမှ One Championship မှာအဖွင့်ပွဲထိုးသက်မှာဖြစ်ပေမဲ့သူက Time Fighter နဲ့ Promotion တွေမှာအကောင်းဆုံးဆွဲဆောင်ရည်ချပြထားခဲ့တဲ့ Fighter တစ်ယောက်ပါ။သူကလက်ရှိမှာလည်းအသက်19နှစ်ရွယ်သာရှိသေးတဲ့လူငယ် Fighter ဖြစ်ပါတယ်။ထုံမင်းအောင်ကလည်းလူငယ် Fighter ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီပွဲကမြန်မာလူငယ် Fighter နဲ့ Thai လူငယ် Fighter တို့တွဲဆုံတဲ့ပွဲလို့တောင်ခေါင်းစဉ်ထပ်လို့ရပါတယ်။ထုံမင်းအောင်လေးနဲ့ဘလို့ပွဲကျင်းတစ်ပွဲဖြစ်အောင်ဖန်တီးသွားမလဲစောင့်ကြည့်ရမှာပါ။ ထွန်မင်းအောင်နေနဲ့ဒီပွဲကိုနိုင်ပွဲပုံဖော်နိုင်မှသာထွန်မင်းအောင်ကိုဝမ်းချင်မြဲရှက်ကထပ်မံအခွင့်အရေးတွေပေးမှာဖြစ်ပါတယ်ဘလို့ခင်းနေနေဖြစ်လာအောင်လဲစောင့်ကြည့်ကြမှာပါဒီနေ့နေ့လယ်ပိုင်းမှာတော့မြန်မာကိုစားပြုထိုးသက်မဲ့ fighter တစ်ယောက်လုံးဟာဆေးဆေးဝိတ်ချိန်ပိုင်းကိုလှုပ်ဆောင်ပြီးသွားကြပြီဖြစ်ပါတယ်မြန်မာကိုယ်စားပြု fighter တစ်ယောက်လုံးအောင်မြင်မြင်နဲ့စစ်စစ်ဝိတ်ချိန်ပိုင်းမှာအဆင်ပြေခဲ့ကြပါတယ်။ဒါကြောင့်မလို့ fighter တစ်ယောက်လုံးအပွဲထုတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ super agent နဲ့ထုံမင်းအောင်တို့ကတော့ ဘလို့အခင်းချင်းမဖြစ်အောင်တည်ဆောင်လာမလဲစောင့်ကြည့်ရမှာပါစုပိုင်တဲ့ပွဲပွဲစဉ်၄ပွဲမြောက်နေရာကနေရင်ဆိုင်ထိုးတက်သွားမှာဖြစ်ပါတယ်။ဂျပန်ဖိုင်တာနဲ့ထိုးတက်ရမှာဖြစ်ပြီးတော့ဂျပန်ပြည်သက်တွေကြီးရတဲ့အဆင်ပြေမဲ့ရှုထွက်ရဲဆိုင်နေရာကနေပါဝင်ထိုးတက်ရမှာဖြစ်ပါတယ်။ထွန်မြောင်ကတော့ဝမ်းချန်ပီယံရှစ်ကထုံးတဲ့အတိုင်းပဲမြန်မာပြည်သက်တွေကိုကွင်းထဲမှာအခြားကြီးကြီးရှိစေချင်တာဖြစ်တဲ့ကြောင့်မို့ပွဲစဉ်၉ပွဲမြောက်နေရာမှာရှင်ဆိုင်ထိုးတက်သွားရမှာဖြစ်ပါတယ်။ ထုံမြောင်နေနဲ့လေဘလို့နိုင်မွေးမျိုးပြန်ပုံဖော်သွားမလဲဆက်လက်ဆောင်ကြည့်ကြမှာပါအကောင်းဆုံးနိုင်မွေးမျိုးမြန်မာဖိုင်လန်နှစ်ယောက်လုံးကပိုင်ဆိုင်နေပါစေလို့ပဲဆန္ဒပြုပါတယ်နိုင်မွေးတွေရရှိပြီးဘောနပ်စုတွေပါတိမ့်ပိုင်နေပါစေလို့ကျွန်တော်တို့ data entertainment channel ကစုမုံအောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာအဆိုပါမြန်မာဖိုင်လန်နှုတ်ပေါင်းထိုးတတ်မဲ့1 Friday 5 110ပြိုင်ပွဲကိုမနေ့ပြန်မြန်မာစံတော်ချိန်ည9:00နာရီချိန်မှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်စူပါရီကျန်းအပွဲအရမြန်မာစံတော်ချိန်ည7:00နာရီဝင်းချိန်မှာကြီးရပွဲရှိနေပါတယ် ထွန်မင်းအောင်ကလည်းနေ့နောက်ကြပြီး9နိုင်ခွဲ10နိုင်ဝင်းကျင်မှသာကြီးရပွဲရှိနေပါတယ်လရှိထိမှာစူပါရီတန်ရဲ့ပွဲကိုဘူကီတန်ကြီးကခြေဖွင့်ထားတာတွေ့ရပါတယ်။စူပါရီတန်က2.17နဲ့အောက်ခြေပေါက်နေပါတယ်။ဂျပန်ဖိုက်တာမူကာစီတိုကတော့1.7နဲ့အထက်ခြေပေါက်နေပါတယ်။လရှိထိမှာထွန်မင်းအောင်ရဲ့ပွဲကိုတော့ခြေသတ်မှတ်ထားတာမတွေ့ရသေးပါဘူး။ ဒေါမေအောင်နဲ့စူပါအီဂျန်တို့ပေါင်းဝင်ထိုးသတ်မဲ့1 Friday 5 110ပြိုင်ပွဲကို1 Championship Official YouTube Channel ကနေဓာတ်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပရိသတ်တွေအားလုံးအဆင်ပြေပြေကြည့်ရှုနိုင်ပါတယ်ညမဖိုင်တန်ညောင်လုံးနဲ့အကောင်းဆုံးနိုင်ပွဲတွေနဲ့ဘောနပ်စုတွေသိမ်းပိုက်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါရခင်ဗျာပွဲပြီးသွားရင်လည်းပွဲပြီး30ချက်ချောင်းအများကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ ဒီနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။လာမယ့်နေ့တမှာလဲ MMA လောကနဲ့အာဂဇာလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတယ် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာပြောရှင်မကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။